ထိုင်းအာဏာပိုင်တွေကမနေ့နိုဝင်ဘာလ12ရက်နေ့နေ့မှာတရုတ်တာဝန်ရှိသူတွေလက်ထဲလွှဲပြောင်းပေးလိုက်တဲ့ရှီကိုကိုမြို့ကကြားဖြန့် online ငွေလင်ကိုင်းကောင်းဆောင်ရှီချီချန်းဟာမနေ့ညကတရုတ်နိုင်ငံကိုအထုလီရင်နဲ့ပြန်ရောက်သွားပါပြီ။တရားမဝင် online လောင်းကစားလုပ်ငန်းတွေနဲ့ငွေကြေးလိမ်လည်မှုတွေလုပ်ခဲ့တာကြောင့်တရုတ်အစိုးရကသူ့ကိုအလိုရှိနေတာပါ။သူဟာတရုတ်အစိုးရရဲ့အလိုရှိဆုံးရာဇဝတ်သားထိတ်တန့်ဆဲဦးထဲမှာပါဝင်နေတာကြောင့်သူ့ကိုဖမ်းမိရေးဟာတရုတ်အစိုးရအတွက်ဦးစားပေးအဆင့်ထဲမှာပါဝင်ပါတယ်။ သူ့ကိုဖမ်းပေးဖို့ထိုင်းနိုင်ငံကိုတရုတ်အစိုးရကတောင်းဆိုခဲ့ပြီးနိုင်ငံရဲတပ်ဖွဲ့တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်အခုလိုဖမ်းမိခြင်းဖြစ်ကြောင်းအသင်းဖွဲ့နဲ့ရာဇဝမှုကျူးလွန်သူတွေအွန်လိုင်းလောင်းကစားနဲ့စိုက်ဘာငွေကြေးလိမ်လည်မှုလုပ်ငန်းတွေတိုက်ဖျက်ရေးအတွက်နိုင်ငံကြားတိုးမြင့်ပြီးတော့ပူးပေါင်းဆောင်ရွက်သွားမယ်လို့သူ့ကိုပြန်ပို့ခြင်းကဘန်ကောက်လေဆိပ်ကိုလိုက်လာတဲ့ဘန်ကောက်မြို့ကတရုတ်တန်ယုံ ကောင်ဆလာရောင်မင်တောင်းကသတင်းထုတ်တွေကိုလေဆိပ်မှာပြောပါတယ် Through the joint efforts uh, between the law enforcement and the judicial departments between China and Thailand. ရှိချီချန်ဟာမြဝတီမြို့အနီးကရွှေကုတ်ကိုမြို့စီမံကိန်းကိုအမေရိကန်ဒေါ်လာ15ဘီလီယံအကုန်ကျခံဆောက်လုပ်ခဲ့ပြီးဒီနေရာဟာတရုတ်နဲ့မြန်မာအနီးချင်းနိုင်ငံကလူတွေအတွက်အပန်းဖြေမြို့အဖြစ်ကြော်ညာပြီးတော့အယုံတွင်းခဲ့တာပါသူဥဆောင်တဲ့ငွေလင်ကိုင်းတွေကအမေရိကန်နိုင်ငံသားတွေထံကဒေါ်လာ10ဘီလီယံလောက်အထိလိမ်ယူသွားကြောင်းအမေရိကန်ဘဏ္ဍာရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်သူငွေလင်ကိုင်းတွေရဲ့ အလင်ခံရသူတွေတဲ့တရုတ်နဲ့မြန်မာနိုင်ငံသားတွေအပြင်တခြားနိုင်ငံစုံကလူတွေလည်းပါပါတယ်။အခုတော့သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေခံယူဖို့အတွက်တရုတ်နိုင်ငံကိုရောက်သွားပါပြီ။သူ့လိုပဲအွန်လိုင်းမှာငွေကြေးလိမ်လည်မှုတွေလုပ်ခဲ့ကြတဲ့ကိုကန့်ကောင်းဆောင်ဖေဆောက်ချိန်နဲ့မိသားစုဝင်၅ဦးကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့ကပဲတေးတံချမှတ်ခံခဲ့ကြပြီ ဖြစ်ပါတယ်။သူဒီလဲအလားတူပြစ်ဒဏ်မျိုးချမှတ်ခံရနိုင်တယ်လို့လေလာစောင့်ကြည့်သူတွေကတုံ့တက်ပြောဆိုနေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ